တိုက်ပွဲအတွင်းအုံပြုမဲ့မောင်းသူမဲ့ဖောက်ခွဲရေးကားကိုတပြေတော့ PDF တီထွင် ထုတ်လုပ်တိုက်ပွဲတွေအတွင်းအုံပြုမဲ့မောင်းသူမဲ့ဖောက်ခွဲရေးကားကိုမကွေးတိုင်းမှာအခြေစိုက်ထားတဲ့တပြေတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကတီထွင်ထုတ်လုပ်လိုက်နိုင်ပြီလို့သိရပါတယ်အဲဒီကားကိုပြီးခဲ့တဲ့နှစ်ဝ24ခုနှစ်နိုဝင်ဘာလအတွင်းတီထွင်အောင်မြင်ခဲ့တာဖြစ်ပေမဲ့အခုမှပြည်သူကိုချပြတာဖြစ်တယ်လို့ တပြေတော့ပကဖတ်တာဝန်ခံရဲဘော်ကိစ္စုံကဒီကနေ့မေလ28ရက်မှာ ပြောပါတယ်ကျွန်တော်တို့ရဲ့ဥတီချက်ကရည်ရွယ်ချက်ကတော့ကျွန်တော်တို့ပြည်တွင်းစစ်အတွင်းမှာလူသားအရင်းမြစ်တွေကျွန်တော်တို့ဘက်ကတော်လန်ရေးသမားတွေဘက်ကလူသားအရင်းမြစ်တွေဆုံးရှုံးနေတာမှုနဲနိုင်သမျှနဲအောင်ဤပညာနဲ့ဤပညာစစ်ပွဲတွေဆင်နွှဲနိုင်ကောင်းတယ်ဤပညာစစ်ပွဲတွေဆင်နွှဲနိုင်အောင်ကျွန်တော်တို့ကြိုးစားတင်တယ်ဤပညာရဲ့အခန်းကဏ္ဍကပြည်တွင်းစစ်မှာဘလောက်ထိအရေးပါတယ်လဲဆိုတာတွေကို ပြည်သူတရက်လုံးရောတနိုင်ငံလုံးရောသိစေချင်တဲ့ရည်ရွယ်ချက်တွေနဲ့ဒီကားကိုကျွန်တော်တို့တီထွင်ခဲ့ရတာပါဗျာလို့ပြောပါရတယ်။အဲ့ဒီကားတစ်စီးပြီးမြောက်ချိန်အချိန်၃လကျော်ကြာမြင့်ခဲ့ပြီးကားတစ်စီးတန်ဖိုး7သိန်း3ဝဝကုန်ကျခဲ့တယ်လို့သူကဆက်ပြောပါရတယ်။တကယ်လို့ငွေကြေးတက်နိုင်ပြီးထောက်ပံ့မှုအကောင်းတဲ့အဖွဲ့အစည်းတွေရှိရင်အဲ့ဒီကားကိုအော်တိုဂီယာစနစ်မဟုတ်တဲ့ remote နဲ့ထိန်းချုပ်မောင်းနေနိုင်တဲ့ကားကြီးတွေအထိထုတ်လုပ်နိုင်တယ်လို့ပြောပါတယ်။လက်ရှိမှာတက်တော့ area ထူထပ်မှုမရှိရင်အဲ့ဒီကားကိုမီတာတစ်ထောင်လောက်အထိထိန်းချုပ်မောင်းနေနိုင်ပြီးငွေကြေးတက်နိုင်သူတွေကပံ့ပိုးပေးမယ်ဆိုရင်အဲ့ဒီအကွာဝေးထက်ပိုမိုထိန်းချုပ်မောင်းနေနိုင်အောင်မယ်လို့လည်းဆိုပါတယ်။တပြေတော့ backup တာဝန်ခံရဲဘော်ကိစ္စုံကဒီကားရဲ့အသုံးဝင်နိုင်မှုကတော့နောက်က sponsor တက်နိုင်ရင်တက်နိုင်တယ်လို့ကျွန်တော်တို့အသိမြင်ပြီးတော့အများကြီးလုပ်လို့ရပါတယ်ခင်ဗျာ။ ဥပမာအော်တိုမက်တကင်းလိုပုံစံမျိုးဆက်လက်တွေထည့်သုံးလို့မောင်းနေတဲ့သူမပါပဲနဲ့ဆက်လက်တွေထည့်ပြီးတော့ remote control နဲ့ထိန်းချုပ်ပြီးတော့ပြစ်ခတ်နိုင်တာတွေလုပ်လို့ရတယ်ကားတစ်စီးလုံးကိုမိုင်းဆင်ပြီးတော့စစ်ကောင်စီတို့ဒီမဟုတ်ရဲတွေရဲ့အထိုင်စခန်းတွေစစ်ဆေးရေးဂိတ်တွေကို remote control အသုံးပြုပြီးတော့မောင်းသူမပါပဲနဲ့ဖောက်ခွဲရေးလုပ်လို့ရတာတွေလည်းရှိပါတယ်ခင်ဗျားလို့ပြောပါတယ်